ကျွန်တော်ဒီဗီဒီယိုမှာ public wifi တွေကိုဘာကြောင့်မသုံးသင့်ဘူးလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။အခုခေတ်မှာတော်တော်များများကအဲဆိုင်ထိုင်မယ်ဆိုရင်ဘယ်လိုဆိုင်မျိုးတွေရွေးချယ်ကြလဲဆိုတော့ aircon ပါရမယ်။ပြီးရင်အဲ wifi လေးလည်းပါအောင်မှာတော်တော်များများကတော့ wifi ပါတဲ့ဆိုင်တွေဆိုရင်တော့လူပိုထိုင်ကြတာများတယ်။ကျွန်တော်တို့ကြောင်းကန်တင်းနေမှာဆိုရင်လည်းဒီ wifi ပါလဲဆိုင်ကိုကျွေးပြီးတော့ထိုင်ကြတာများတယ်ပေါ့နော်ဒါပေမဲ့အဲဒီမှာပြဿနာရှိတာကဘာလဲဆိုတော့ wifi တုံးနေတဲ့လူတွေထဲမှာကျွန်တော်တို့ကအများဆုံးဖြစ်တာကြောင့်အဲကောင်းတဲ့လူလည်းရှိသလိုမကောင်းတာလို့ဖို့အတွက်ဒီ wifi ကိုတုံးတဲ့လူတွေလည်းရှိနိုင်တယ်တကယ်လို့ဒါ hacker တယောက်က public wifi နဲ့ကိုရောက်နေတဲ့ခါကျရင် तू ကကိုတစ်ချိန်လုံးပါလီလုံနေလဲဆိုတာမျိုးထိုင်ကြည့်လို့ရတယ်အကိုစာပို့နေရတယ်ပြီးကြရင်ကျွန်တော်တို့ရဲ့ password တွေအနောက်ဆုံးကျွန်တော်တို့ဖုန်းပြောရတဲ့ voice တွေအားစား तू ကရှားဖြတ်ပြီးတော့ခိုးနှားထောင်လို့ရနေတဲ့အနေထားမျိုးထီတောင်မှရှိနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့တချို့ company တွေက HR တွေ CEO တွေကိုဒီလိုမျိုး public wifi နေမတုံးမို့ထီ security training တွေပေးရတာမျိုးတွေရှိတယ်ဒီ HR ဆိုလည်း company နဲ့ပတ်သက်တဲ့ဒီ company ရဲ့ဝန်ထမ်းတွေသူလားစာဘယ်လောက်ရလဲဘာမှနေတဲ့စသဖြင့်ပေါ့နော်အရေးကြီးတဲ့ information တွေရှိနေတဲ့အတွက်ကြောင့်ဒီလိုမျိုး HR ာတွေ CEO တွေကိုကျွန်တော်တို့ကဒီအတက်က site ဘက်ကနေပြတ်မှတ်ထားတဲ့ခါကျရင်သူတို့ company ကဒီ network infrastructure ကအရန်လုံခြုံနေတဲ့ခါကျရင်ကျွန်တော်တို့အနေနဲ့ဘာမှဆက်လုပ်လို့မရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့သူတို့အဲဘယ်တွားလဲ live စုံစမ်းနေပြီးရင်ဘယ် site မှာထိုင်နေတကယ်လို့ဒါသူတို့က public wifi ကိုဒါသူတို့ရဲ့ဒီရုံးကကွန်ပျူတာနဲ့ချိတ်လိုက်တယ်ဆိုရင်အာကျွန်တော်တို့အတွက်ဒီ main the middle အတက်တွေလောက်ပြီးတော့ကျွန်တော်တို့ information တွေအခိုးယူလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ public wifi နေရ security ရှူတော့မှကြည့်မယ်ဆိုရင်တော့ဒါမကောင်းလို့ပြောလို့ရတယ်ပေါ့နော် ကိုကပုံမှန် user တယောက်ဆိုရင်တော့ပြဿနာမရှိပေမဲ့အာရာလူအကြီးကြီးတစ်ခုမှလုံနေတယ်ကိုရဲ့ information တွေကအရေးကြီးတယ်အဲဒီလိုမျိုးလူတယောက်ဖြစ်နေတဲ့အခါကျရင်တော့ဒီလိုမျိုး public wifi တွေကလုံးဝချိတ်ပြီးတော့မသုံးသင့်ဘူးနောက်တစ်ခုကကြတော့ဒီ hotel က wifi တွေပေါ့တချို့ hotel အကြီးဆိုရင်တော့ပြဿနာမရှိပေမဲ့တချို့ hotel လေးတွေမှာကျတော့ဒီ wifi နဲ့ပတ်သက်ပြီးတော့သူတို့က security ကိုတိတ်ပြီးတော့ဦးစားမပေးတာမျိုးတွေရှိတယ်အဲကျွန်တော်ဆိုရင်လည်းဒီလိုမျိုး hotel တွေပါတွေတဲတဲ့အခါမျိုးကျရင်ကျတို့စမ်းကြည့်လိုက်တဲ့အခါကျရင် တော်များများဒီ ဘယ်လိုပြောပြရမလဲ router password တွေကပေါ့နော် default password တွေဖြစ်နေတာများတယ်အထူးသဖြင့်အဲကျတို့ဒီ net back ကဟို hotel တွေဆိုရင်ပို့ပြီးတော့အဲ default password တွေထားလာကြတာများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ public wifi တွေကအမလုံးကျုံဆိုတာပြောပြချင်တာမှာကိုကပုံမှန် user တယောက်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့အဲကိုကအလုပ်တစ်ခုခုမှာရာလူကြီးကြီးနဲ့လုပ်နေရတဲ့လူတွေဆိုရင်တော့ဒီလိုမျိုး public wifi တွေကလုံးဝမသုံးသင့်တဲ့အထဲမှာပါတယ်အခုလောက်ဆိုရင်တော့ public wifi တွေကဘယ်လောက်ထိ စကြဝဠာရှုထောင့်မှကြည့်ရင်မကောင်းလဲဆိုတာတော့မြင်သာလောက်ပြီလို့ထင်တယ်ပေါ့နော်အတိုင်းမဲ့လည်းတချို့လူတွေကအဲလိုက်ပြီးတော့စမ်းကြည့်ကျင်တဲ့လူတွေလည်းရှိလောက်မယ်အဲကိုကကိုရဲ့အိမ်က wifi မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုကတခြား wifi တစ်ခုကိုချိတ်သုံးနေတဲ့အခါမှာပဲဖြစ်ဖြစ်ကလိကြည့်ကျင်နေဆိုရင်အဲတခြားလူတွေရဲ့ traffic တွေကိုဘယ်လိုမျိုးအဲစောင့်ကြည့်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာအဲနည်းနည်းလေးထပ်ပြပေးမယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီမှာပြပေးမယ်။ပြပေးမယ်ဆိုတော့ကျွန်တော်ဒီမှာ record လုပ်နေတာကျွန်တော်ရဲ့ laptop နဲ့ အဲ record လုပ်နေရပါတော့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တုံးမဲ့တူပါဒီ laptop ထဲမှာရှိနေလို့ပေါ့နော်။ခိုးခိုးဘက်မှာတွင်းလို့မရဘူးလားဆိုတော့ကျွန်တော် sacred record နဲ့ပြဖို့ကျွန်တော်ရဲ့အရင်ပုံစံတိုင်းပြဖို့ကကြတော့ဟိုဘက် virtual machine မှာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ VPN လိုနေတယ်။အဲ့တိုးကိုတွင်းဖို့အတွက် VPN လိုအပ်နေရပါတော့။အားကြောင့်မလို့ VPN ထည့်ဖို့ကြတော့လေ VPN ပြန်လိုတာဆိုတော့အဆင်မပြေတော့အဲ့တော့ကျွန်တော်ဒီ laptop မှာပဲကျွန်တော်အဆင်ပြေသလိုလေးပြပေးမှာပေါ့နော်။ Okay ။ ဒါကျွန်တော်တို့သုံးမဲ့တူက beta cat အဲ့တော့ကျွန်တော်တို့ beta cat ကိုတော့တွင်းထားဖို့လိုတယ် apt install နဲ့ beta cat ဆိုပြီးတော့တွင်းလိုက်ရင်ရတယ်အဲ့တော့ကျွန်တော်စုလို့ beta cat ဆိုပြီးဝင်လိုက်ပြီးကြရင်ကျွန်တော်တို့အဲ password ရိုက်ထည့်ပေါ့နော် okay ဒီထည့်ရောက်သွားပြီဆိုရင်ကျွန်တော်ဒီအိုင်းမြင်ရမယ်ဒီအိုင်းမြင်ရတဲ့ခါကျရင်ဒီအရှိရကျွန်တော်တို့ laptop ရဲ့ ip အဲ့တော့ဒီ network ထဲမှာကျွန်တော်တို့ကဘာတွေရှိလဲသိချင်ရင်ဘယ်လိုကြည့်လို့ရလဲဆိုတော့ကျွန်တော် net proof နဲ့ online တဲ့ခါကျရင်ဘာတွေရှိလဲဆိုတော့ကျွန်တော် data သိမှာဟုတ်နော် data ပို့ပြီးတော့အသေးစိတ် အဲတိတိကျကျသိကျင်တဲ့အခါကျရင်ကျွန်တော် net dot show နဲ့ကြည့်လို့ရအဓိကကျွန်တော် net pro ကိုအရင်ရိုက်နော်ပြီးကျမှကျွန်တော် net dot show ရိုက်အပြင်ကျွန်တော် net dot show နဲ့ကြည့်လိုက်တဲ့အခါကျရင်ခုနတက်ပို့ပြီးတော့ဒီမှာတိတိကျကျမြင်ရတယ်ဟုတ်ပြီနော်ပြန်ရိုက်လိုက်မယ် net dot show အဲဒီမှာတိတိကျကျမြင်ရတယ်ခုနကြီးကမညီလို့စာသားတယ်ဟုတ်ပြီနော်ဒီမှာမြင်ရတယ်အဲ့တော့ကျွန်တော်တို့ target ယူမယ် target ယူမယ်ဆိုတော့ကျွန်တော်တို့ရဲ့ target ကဒီကောင်73ဆိုတဲ့ကောင်အဲ73ကဘယ်ကောင်လဲဆိုတော့ကျွန်တော်ဒီမှာ desktop ကျွန်တော်ရဲ့အဲ desktop ကိုကျွန်တော်ပြန်ပြီးတော့ စမ်းပြမှာဖြစ်ပါတယ်။ပြက်သူ့ရဲ့ wallet ကဒီ wallet vendor အားကြောင့်ကျွန်တော် TP link TP link ကိုကျွန်တော်တုံးလာတယ်။ဟုတ်ပါတော့ TP link အဲ wallet ကပေါ့နော်အဲကောင်တုံးလာတယ်။ပြက်သူ့ရဲ့ MAC address တွေပါတယ်ပါမယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ target တည်ရပြီ100.73အဲ့တော့ဒီကောင်ခဏပြန်ထွက်လိုက်မယ်။နှုတ်မသူ traffic တွေကရှုပ်ရှက်တွေခတ်မှာဆိုလို့ exit ပြီးကြမှာပြန်ဝင်ကြမယ် DNS DNS အရင်ဆောင်းလောက်ခါကျရင်ဒီ traffic နေနဲ့ကျွန်တော်စမ်းကြည့်တော့ဆိုရင်ဒီခါကျရင် error တက်တယ်မင်းရလို့နော်အဲ့တော့ဒီကောင်ပြန်ဝင်လိုက်စုလို့ပြီးတာကတ်ဆိုပြီးတော့အမှန်တကယ်ဆိုတော့ဝင်စရာမလိုဘူးဒါပေမဲ့ကျွန်တော် error ကင်းအောင်လို့ဆိုပြီးကျွန်တော်ကတော့အပြန်ထွက်ပြီးတခါပြန်ဝင်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ DNS အရောင်ဆောင်မယ်ဆိုတော့ set dnsproof.address เนาะအဲ dnsproof.address ကကြာတော့ဘယ် address ကိုရိုက်ထည့်ရမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ kali dns ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့ set က dns အရောင်ဆောင်ပါလေဟုတ်ပါတော့အဲ့တော့28အဲပြီးကြရင်ကျွန်တော်တို့က domain သတ်မှတ်ပေးရမယ်ဘယ် domain အရောင်ဆောင်မှာလဲဆိုတော့ set အဲ DNS root. ပြန်ရ domain ပေါ့ဘယ် domain ရောက်ဆောင်မှာလဲဆိုတော့ကျွန်တော် YouTube ရောက်ဆောင်လိုက်မှာကျွန်တော်တို့ရဲ့ search ကြီးမသိရင်ကျွန်တော်တို့ရဲ့ computer ကြီးက YouTube ကြီးပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာအဲအဲဒီ YouTube traffic ကိုသွားတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာလာတက်မယ်ပေါ့နော် YouTube ကိုစောင့်ကြည့်မယ်ပေါ့ပြရကျွန်တော်တို့မှာ main in the middle အတက်လေးလုပ်ပြီး web page အတူတွေပါပြပြီးတော့ဒီလိုမျိုးလေးလုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေတော့ဒီမှာမပြသေးဘူးပြလို့လည်းမရဘူးခါကျရင်ကျွန်တော်အဲ့ဒါတင်တိုင်းကျွန်တော်တို့ video ကပေးမတင်ဘူးဖျက်ချခံနေရလို့ပေါ့နော် โอเคအဲ့တော့တချို့လူတွေကြာတင်နေ wifi hacking နဲ့ပါလေတင်တာကျွန်တော်တင်လိုက်တာအကောင်လုံးကဖြတ်ချခံနေရတော့နည်းနည်းလေးအဲလန့်နေရပါတော့โอเคအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ domain ရွေးပြီးွားပြီ youtube ကိုရွေးလိုက်တယ်တခြား domain ရထက်ထက်ကျင်နေဆိုလည်းဒီအနောက်မှာကိုလိုချင်တဲ့ gmail တို့ပါလို့ gmail လွှင့်ရင်ပေးနေပါတယ်အရင်ဆောက်မယ်ဆိုလည်းရတယ်အဲ့တော့ဒါဆိုရင်ကျွန်တော် youtube ပဲကြည့်မှာဖြစ်တဲ့အတွက်ကြောင့် youtube.com လို့ရိုက်လိုက်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် target target ကကြတော့ arb နဲ့တက်မှတ်အောင် set arb target ပေါ့ဟုတ်နော်အဲ့ target ကကြတော့ကျွန်တော်ကတော့ကြည်လာပြီးသား192.168.100.73ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဲဒီအချိန်ဒီမှာဆိုရင်တစ်ဖက်ဆက်က YouTube ကိုဝင်လို့ရသေးတယ်ဒီမှာလည်းကျွန်တော် traffic တွေဘာမှလာမပြရသေးဘူးအဲ့တော့အဲကြည့်မယ်ဆိုရင်ကျွန်တော် DNF proof on ရမယ်ပြီးကြရင်ဒါဆိုရင်အဲ on ရပြီဒါဆိုရင် YouTube အဖြစ်ဒီကောင်ဟန်ဆောင်မယ်ပေါ့နော် DNF proof ဖြစ်မယ်ပေါ့ဟုတ်ပြီပြန်နောက်နောက်တစ်ခုကျွန်တော်ဘာလုပ်ဖို့လိုအပ်မလဲဆိုတော့ကျွန်တော် ARP နော် comment တွေဖြတ်တာမဟုတ်တော့ကျွန်တော်အပေါ်ဆွဲတင်လိုက်တာ ARP ကိုလည်းကျွန်တော်တို့ on mail လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့မှာ target က active ဖြစ်နေပြီအဲ့တော့ကျွန်တော်တို့တခြား subpack ကနေပြီးတော့ကျွန်တော် YouTube ကိုတွားကြည့်လိုက်တဲ့အခါကျရင်အဲဒီမှာကျွန်တော် YouTube ကိုတွားနေပါတယ်ဆိုပြီးတော့တက်လာတယ်ပေါ့နော်အဲဒီမှာဒီအိုင်းလေး YouTube ကိုတွားနေပါတယ်ပေါ့ဟုတ်ပြီနော်အဲဒါမဲ့ဒီမှာလေးကျွန်တော်တို့ကနောက်ပိုင်းကျတော့ဒီ browser တွေကကျတော့ကျွန်တော်တို့ရဲ့ traffic တွေကိုစောင့်ကြည့်နေမှန်းသိတယ် เนาะဒါဆိုရင်အဲမင်းကိုတခြားတစ်ကောင်ကောင်ကအဲဒီလိုမျိုး traffic တွေကို DNS ပုတ်လုံနေတယ်ဆိုတော့ browser တွေကသိတယ်သိတဲ့ခါကျတော့အဲ YouTube ကိုသူကပေးမသွားတော့ဘူးမင်းရဲ့ connection ကမကောင်းပါဘူးဆိုပြီးတော့ noise နာနဲ့ connection ဆိုပြီးဟိုဘက် browser မပြလိမ့်မယ် YouTube ကိုဝင်တဲ့ခါကျရင်เนาะအကိုကကိုစမ်းကြည့်ရင်တော့ပို့ပြီးတော့အဲမြင်တာလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုကကိုစမ်းကြည့်ပါတကယ်တမ်းကျရင်အဲဘယ်လိုပြပြရမလဲအဲတိသွားတဲ့ခါလဲဘာဖြစ်လဲဒီကောင် YouTube သုံးလို့မရဘူးဒီလိုမျိုးပဲအဲ IP ထည့်ပြီးတော့ online live ပေါ့အဲကောင်ဆက်မှာ YouTube ကြည့်လို့မရတော့ဘူးအဲ့လိုမျိုးဖြစ်သွားမှာပေါ့နော် အဲ့တော့ကိုယ့်အကိုစမ်းကြည့်ပါစမ်းကြည့်မှာတိမှာဖြစ်ပါတယ်เนาะဒီအိုင်းလုံးမယ်ဆိုတော့တိမှာမဟုတ်ကျွန်တော်လည်းဒီမှာ screen work ကိုကောင်းကောင်းလုပ်လို့မရတဲ့အကြောင်းဒီမှာတခြားတော့ပြလို့မရတော့ဘူးပေါ့เนาะအဲ့အတွက်ကြောင့်လေဒီမှာကိုယ့်အကိုလိုက်ပြီးတော့စမ်းကြည့်ဖို့အတွက်အခြေအနေလေးတစ်ခုဖြစ်သွားတယ်ပေါ့เนาะဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာစမ်းပြခဲ့တဲ့ video က အဲဒီလောက်ပဲကျွန်တော်တို့နောက်တဲ့ video တွေမှာပြန်တွေ့မယ်တကယ်လို့မိတ်ဆွေအနေနဲ့ cyber security linen amat ပြီးကြရင်ကျွန်တော်တို့တခြားသောအဲ ID နဲ့ပတ်သက်တဲ့သင်တန်းတွေစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဒီ Facebook page မှာလာပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ April 31ရက်နေ့ထိလဲကျွန်တော်တို့သင်တန်းတွေကိုကျွန်တော်တို့ promotion တွေပေးနေပါတယ်ဟုတ်ပါနော်အဲဆိုတော့ဒီ video ကဒီလောက်ပဲအကျိုးရှိရဆိုရင်အောက်မှာတစ်ခုမှတ်ငယ်ပါ